အားသာဝါနာရှင်ညီကောင်မောင်များလုံးပဲမင်္ဂလာမနက်ခင်ဗျာခင်ဗျာမေလ3ရက်နေ့ရဲ့နောက်ဆုံးရအာဆီနယ်မနက်ခင်သတင်း၄ပုဒ်ကိုကြောတူတကွကြည့်လိုက်ရအောင်ပထမဦးတင်ပုဒ်ကိုတော့ TVR ဖော်ပေါ်ရဲ့သတင်းရေးသားသူဖြစ်တဲ့ Green Valley ဖော်ပြထားတဲ့ Rafael Leo သတင်းနဲ့ပဲကျွန်တော်စလိုက်ရအောင် အီတလီစီးရီးကလပ် AC Milan တင်းရဲ့တိုက်စစ်တောင်ပံကစားမ Rafaelio ကိုအာဆင်နယ်ရဲ့အာဇာတိုက်တဲ့ Andre Barda ကတော်တော်လေးသဘောကျနေတယ်။သူသဘောကျတဲ့တိုက်စစ်တောင်ပံကစားသမားကြီးတွေမှာဆိုရင်လေဒီကစားသမားကိုကင်းထောက်ပြီးအနီးကစောင့်ကြည့်မှုတွေလုပ်နေတယ်။တကယ်တော့ဒီကစားသမားခေါ်ဦးရေးကလွယ်ကူနိုင်ရင်ရှိရှိမရှိကိုကျွန်တော်ပြီးရင်ပြောပြပါမယ်။အဲ့တော့သတင်းရတဲ့အချက်လက်တွေအရဆိုရင်တော့နီကိုဝီလျံ၊ဂျာမီဂစ်တန်၊ရာဖီလူတို့ကလက်ရှိအချိန်မှာတော့အာဇာတိုက်တာတစ်စောင့်ကြည့်နေတဲ့တိုက်စစ်တောင်ပံကစားသမားကြီးတွေပါပါတယ်။အသင်းရဲ့ ဘယ်ချန်းတိုက်စစ်တောင်မှာဆော့နေတဲ့ Trossard နဲ့ Martinelli ကိုတိတ်သဘောမကျတာဖြစ်တဲ့အတွက်ဒီနေရာမှာတန်ကြီးမြင့်တိုက်စစ်တောင်မှာကစားမတူဦးကိုသွေးသစ်လောင်းဖို့အတွက်အာဆာတိုက်တာတဲ့ Andre Barda ကကြံစည်နေတယ်။အဲ့ဆိုသတင်းရတဲ့အချက်လက်ကတော့ဒါကုံပဲ။အဲ့လို့ဆိုဒီသတင်းရဆိုရင် AC Milan တင်းရဲ့တိုက်စစ်တောင်မှကစားသမား Rafael Leao ကိုခေါ်ဝေးရလွယ်ကူနိုင်ချေရှိလားဆိုတော့ no ပါတော်တော်ကြီးကိုမှခက်ခဲနိုင်ချေရှိတယ် သတ်မှတ်တန်ရေးတစ်ခုနဲ့ခေါ်နိုင်ခဲ့မယ်ဆိုရင်တော့တော်တော်လေးကုန်ကျစရိတ်များမှာဘာကြောင့်လဲဆိုတော့ဒီကစားသမားရဲ့စာချုပ်ဖြတ်သိမ်းခြင်းကြောင့်သူ့ရဲ့ transfer market တန်ကြီးက UO 85တန်းပဲရှိရယ်ဒါပေမဲ့သူ့ရဲ့စာချုပ်ဖြတ်သိမ်းရေးသည် UO 185တန်းအောင်ရှိတယ်ပြီးတော့ဒီကစားမရဲ့စာချုပ်က2028ခုနှစ်ထိကျန်သေးတယ်25နှစ်ရယ်ပေါ်တူဂီသားကျန်ခဲ့တဲ့ຫນွေစည်းကွက်တုန်းက Real တို့ PSG တို့နဲ့တရင်တချို့ထွက်လိုက်သေးရယ်ဗောလေဒီရသည်58ဘောမှာ79ကိုးသွင်းပြီးတော့71လုံးဖိုင်ထားတယ်အဝါကက်9ကက်ထိထားတယ်မနစ်ကစွမ်းဆောင်ရည်ကိုပြောမယ်ဆိုရင်တော့58ဘောမှာ15ကိုးသွင်းပြီးတော့71လုံးဖိုင်ထားတယ်မနစ်ကတော့ဒီနေ့ကတော့တကယ့် performance share ပြသနေပြီးတော့သူ့ကိုမြင်လိုက်တဲ့အခါကျ င်ဘယ်လိုပုံစံတိုက်တွေ့ရလဲဆိုဘောလုံးနဲ့တသားတဲ့ dribbling လုပ်ပြီး box ထဲတိုးဝင်တာအရန်ကောင်းတဲ့ player physical ဘိုင်းနဲ့တောင့်တင်းနေမြန်လဲမြန်တယ်အဲ့တိုင်မျိုးတွေမှာသွားရပေါ့လေကျွန်တော်ဒီပေါ်တူဂီသားကိုကြိုက်တယ်ဒါပေမဲ့ဒီအပြောင်းရွှေ့သည်ဖြစ်လာနိုင်ရာခိုင်နှုန်းရန်နေတယ်စောစောလုံးကပြောရတဲ့ drive မဲ့ transfer market တန်ကြီးအရာရောစာချုပ်ဖြစ်သိမ်းကြီးအရာရော AC Milan တို့ကဒီကစားသမားကို not for sale ဆိုပြီးတော့တချို့အချိန်တွေမှာပြောခဲ့မှုတဲ့အချက်လက်တွေကြောင့်ဆိုတော့ဒီကစားသမားကိုခုံနိုင်ကြီးကတော့ရာခိုင်နှုန်းရန်နေတယ်ပြီးတော့နောက်တစ်ချက်ရှိသေးတယ် အဲ့ဒါလက်ရှိ AC Milan သိရဲ့နံပါတ်1လောက်ခလာစာမြန်မာဆိုပလေယာ UO 13300ကျော်ရနေတယ်တနှစ်ကို UO 6.4တန်းဒါဒီဘောနပ်စ်မပါသေးဘူးတပတ်အခြေခံလောက်ခလာစာပဲရှိသေးတယ်ဒါတွေကိုကြည့်လိုက်မယ်ဆိုရင် Arsenal နေတိုက်စစ်တောင်းမ option တွေမှာ Rafael Leo ပါဆိုပေမဲ့ရောက်လာနိုင်ကြရခိုင်တော့အရန်နေပါတယ်ကျွန်တော်ထင်တာတော့ Simeone တို့ဒါမှမဟုတ် Nico Williams တို့ကိုပဲရအောင်ညှိနှိုင်းပြီးခေါ်သွားမယ်ထင်တယ်အခုတော်တော်လေး Nico Williams နဲ့ပတ်သက်ပြီးစကားပြောဆိုမှုတချို့ကိုလည်းကျွန်တော်ကြားထားရပါတယ် ဒုတိယမြောက်သတင်းတပုတ်ကတော့ Sky Sport ကဖော်ပြထားပါလေဒီသတင်းကပါလဲဆိုတော့ Jorginho နဲ့ပတ်သက်ပြီးသူတို့ကဖော်ပြထားတာ Brazil Club Flamengo အသင်းကလက်ရှိအချိန်မှာဒီ Jorginho ကိုခေါ်ဝို့အတွက် Arsenal အသင်းတာဝန်ရှိသူတွေနဲ့စတင်ဆွေးနွေးမှုလုပ်နေတယ်သူတို့က Jorginho ကိုစောပြီးခေါ်ကျင်တာ Arsenal နဲ့ Jorginho ကြားထဲမှာရှိတဲ့စာချုပ်ပါအချက်အလက်ရ John 30မှာတတန်းကုန်ပဲဒါပေမဲ့ John La တွင်းမှာကံမဲ့ Club Walker ကိုဒီကစားသမားကိုအသုံးပြုကျင်တာဖြစ်တဲ့အတွက်လက်ရှိအချိန်မှာကစားသမား agent ရဲ့ လာမင်ဂိုသင်းတာဝန်ရှိသူတွေရဲ့အာဆင်နယ်သင်းတာဝန်ရှိသူတွေရဲ့၃၃ဖလဲဆွေးနွေးမှုတွေလုပ်နေတယ်။ဒီမေလာအတွင်းမှာစာချုပ်ကိုဖျက်သိမ်းပြီးတော့ဂျွန်လာစတာနဲ့သူတို့ကအဲ့ဒီပွဲမှာကစားသမားကိုအုံပြုခြင်းတယ်။အဲ့ဆိုကလပ်ဝေါ်ကပ်ကိုတော့ဒါဂျွန်လာအတွင်းအုပ်စုဒီပွဲစဉ်တွေအဖြစ်ဒါဂျွန်14ရက်နေပြီးတော့ဂျွန်26တင်မှာသူတို့ကျင်းပသွားဖို့ရှိတယ်16တင်စဉ်ပေါ့28ရက်ဂျွန်ကနေပြီးတော့ဇူလိုင်လ1ရက်နေ့ ပြီးတော့ quarter final ကို July 4ရက်နေ့နဲ့5ရက်နေ့နဲ့ semi final ကိုတော့ July 6ရက်နေ့နဲ့9ရက်နေ့နဲ့ကျင်းပဖြစ် Bollywood တော့ July 13ရက်နေ့မှာကျင်းပမှာပေါ့လေဒါကတော့ Club World Cup Premier League ကနေပြီးတော့ Chelsea နဲ့ Manchester City ပဲသွားပြီးဝင်ပြိုင်ခွင့်ရခဲ့တာအမှ Flamengo အသင်းကတော့ဒီ Chelsea အသင်းနဲ့အုပ်စုတီမှာအတူတူကြရပေါ့လေကျန်တဲ့အသင်းနဲ့စုပေါင်းသူတို့အုပ်စုတီမှာ၄သင်းတိရှိတယ်အဲ့တော့33ရက်အီတလီသားကတော့လက်ရှိချိန်မှာ9 ဒဏ်ရာကြောင်းလက်ကျန်ပွဲတွေမပါနိုင်မှုများလို့စေကူသားမှုခံယူနေရဆိုပေမဲ့ဖလာမင်ဂိုအသင်းနဲ့ပူးပေါင်းမှုကိုဆွေးနွေးမှုတွေစတင်ပြုလုပ်နေပါတယ်။အဲ့တော့ Brentford ပွဲစဉ်မှာရခဲ့တဲ့ဒဏ်ရာကြောင်းလည်းလက်ရှိအချိန်ထိဒီ33ရက်ရဲ့အီတလီသားကိုလက်ကျန် Premier League ပွဲစဉ်တွေမှာကျွန်တော်တို့အသုံးမပြုရဘူးတော့များနေပါတယ်။2023စောင်းစည်းကွက်တုန်းက Euro 73.6တန်းနဲ့ခေါ်ထားခဲ့တဲ့အီတလီသားကိုတော့အလွတ်နဲ့ဒီနွေမှာဖလာမင်ဂိုအသင်းစီကိုလက်လွတ်သွားဖို့ရှိနေတယ်။ Arsenal ကလည်းတလားဆိုဆိုတလောက်ကစားသမားရဲ့လောက်ခလာစားတတ်တာမှဖြစ်တဲ့အတွက်ဒီဆွေးနွေးမှုကိုလက်ခံသွားဖို့ ရှေ့ဆိုပြီးတော့သတင်းတွေကဖော်ပြထားပါတယ်တတိယမြောက်သတင်းတစ်ပုဒ်ကတော့ John Cross Meter ကဖော်ပြထားပါဗောလေအဲ့တော့လာမယ့်ယာတီမှာ တိုက်စစ်မှုတဲ့အစင်နေသေးစီကိုရောက်လာခဲ့ရင်လက်ရှိအသင်းရဲ့အထောင်တိုက်စစ်ကစားသမားဖြစ်ဆော့နေခဲ့တဲ့ခိုင်ရန်ဘက်ကကွင်းလက်မှာစီမီဆော့ရနိုင်ချေရှိဆိုပြီးတော့ဂျွန်ခရော့စ်ကဖော်ပြထားပါတယ်။သတင်းတော်ဂျွန်ခရော့စ်ရဲ့အဆိုအရဆိုရင်တော့လာမယ့်နွေရာသီမှာအစင်တို့တိုက်စစ်မှုကျင်းသည့်ဝယ်မယ်။အဲ့ဒီအတွက်အသင်းရဲ့တိုက်စစ်ကစားသမားတွေဖြစ်တဲ့လက်ရှိအစားဆော့နေတဲ့မီခင်းမိန်တို့ရောခိုင်ရန်ဘက်ကကွင်းလက်မှာပြင်ပြီးဆင်းဆော့ဖို့ရှိတယ်။ကျွန်တော်ထင်တာမှမဟုတ်ဆိုရင်တော့ခိုင်ရန်ဘက်ကကွင်းလက်မှာဆင်းပြီးဆော့ရတယ်ဆိုရင်တော့ second striker ပုံစံမျိုးနဲ့အရှိတ်က forward player တွေကိုပံ့ပိုးပေးသွားဖို့ရှိရယ်။သူကအဲ့ head speed line ဒီမှာတော်တော်လေးအလုံးလုံးတာ။ကိုင်းလက်ထိအရန်စစ်စောတဲ့ player တော့မဟုတ်ဘူး။ဒါပေမဲ့တိုက်စစ်မှုနောက်မှာပံ့ပိုးပေးပြီးတော့ speed တွေချဲပေးပြီးတော့ zone rotation အရန်ကောင်းတဲ့ဂျာမနီသားပေါ့လေ။လက်ရှိမှာအသက်25နှစ်ရှိဖြစ်တဲ့ဂျာမနီသားကတော့ individual training တွေစတင်စနေပါပြီ။အဖွဲ့လိုက်တင်ဝော့မြခင်းစိမ့် training တွေမစင်းနိုင်သေးမယ်လေတအူးချင်း training တွေတော့စတင်စင်းနေတယ်သူကတော့ဒီ February 16ရက်နေ့တုန်းက တကောက်ကျော်တက်ရအောင်ခွဲစိတ်ထားခဲ့တာအရင်တော့ဆိုလို့ရှိရင်တော့ဒါဒူဘိုင်းသွားပြီးပြန်လာရင်အာဆီနီကပိုကောင်းတဲ့ဘာညာဆိုပြီးအသင်းလိုက်ထွေနေသွားလို့ရနေဆရာသမားအဲ့ဒီမှာတကောက်ကျော်တက်ရထိခဲ့တာအခုပြန်ရောက်နေပြီးတော့ခွဲစိတ်ပြီးတော့ဝိုင်းမှာတော့ပြန်လဲထူထောင်ရေးတွေလုပ်နေပြီးအာရီတာကိုယ်တိုင်အတီးပြီးသွားခဲ့တာကတော့ခါယာဘက်ကယာတီကုန်ကနီပွဲစဉ်တချို့မှာပြန်ပြီးပါလာနိုင်ခြင်းရှိဆိုပြီးပြောတဲ့အတွက်ဒီလာအတွင်းလက်ကုန်ကနီပွဲစဉ်တချို့မှာပြန်ပြီးမြင်တွေ့ရဖို့ရှိတယ်အာဆီနယ်ဖန်တော်တော်များတော့ချန်ပီယံလိဖိုင်နယ်တက်သွားရင်တော့ခါယာဘက်ကိုမိနစ်တချို့ အသုံးပြုနိုင်မယ်လို့ဆိုပြီးတော့ယုံကြည်နေတယ်ကျော်လက်စီးမိုက်နဲ့ဒုတိယကျော်မှာပြင်သစ်မြေမှာအနိုင်ရလက်တစ်ခုနဲ့ဖိုင်နယ်ကိုတက်လန်းနိုင်မယ်လို့အပြည့်အဝယုံကြည်ထားပါတယ်အဲ့တော့ဒီသတင်းနဲ့တွေ့ရဖော်ပြချင်တာကအာဆီနယ်ရဲ့အမျိုးသမီးပလေယာဖြစ်တဲ့အလက်ရှာရူဆိုပေါ့လေသူကတော့ဒီရာသီ38ပွဲမှာဂိုး20တွင်ပြီးတော့ငါးလုံးဖိုင်ထားတယ်အဲ့ဒီ great top performance ပြသထားခဲ့တာကြောင့် Shine Woman Football Award 2025ပေးအပ်တဲ့ Player of the Year ဆုကိုတော့သူကရရှိသွားခဲ့တယ်ပြီးတော့ Alexia Russo ဆိုတာလည်းခေတူမဟုတ်ဘူး ဝူမန်စုပါလိ6ပွဲဆက်ဂိုးသွင်းထားတဲ့အာဆင်နယ်သင်းရဲ့၄ရောက်မြောက်ပလေယာဖြစ်လာခဲ့ရပါလေသူကတော့ဒါခင်လစ်တဲ2018တုန်းကစံချိန်ရဲ့ BBN မီဒီယမ်ပါရဲ့2019 2020စံချိန်တွေနဲ့ဘတ်မီရဲ့2022ကစံချိန်တွေကိုတော့ဒီ2025မှာ6ပွဲဆက်ဝူမန်စူပါလိမှာဂိုးသွင်းပြီးတော့အဲ့ဒီစံချိန်ကိုတူညီစွာရောက်နိုင်ခဲ့တာဗောလေဒါအာဆင်နယ်မျိုးသမီးအသင်းမှာဆိုရင်တော့၄ရောက်မြောက်6ပွဲဆက်ဂိုးသွင်းတဲ့ကစားသမားဖြစ်ရှိလာခဲ့ပါတယ် ဒီစီဇန်လေးကိုဒီကောက်ဝင်ကြီးပောင်းပြီးတဲ့ရှိုးဘောလုံး online agent ကိုလည်းကျေးဇူးတင်ပါတယ်အမဆော့မယ်ဆိုတော့ Viber ဖုန်းနံပါတ်3ညောက်ကို6939936လုံး2ခုကိုဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရောက်နေမှာဖြစ်ပါတယ် iBack ကိုရှိကို Sport Online 93လုံးမိတူကိုကစားလို့ရနေပါခင်ဗျာဘောလုံးပွဲနဲ့ပတ်သက်ပြီးလောင်းနေတယ်ဆိုရင်တော့အဲ့ဒီမှာဆော့ဖို့အားလုံးကိုအကြံပြုပါတယ်ကဲနောက်ဆုံးသတင်းတစ်ပုဒ်ကိုတော့ Fontan Arsenal ကဖော်ပြထားတဲ့ပြန်လည်စိတ်ဝင်စားလာခဲ့တဲ့ဇင်ချန်ဝင်နဲ့ပတ်သက်တဲ့သတင်းကိုဖော်ပြပေးတော့ပါပါအဲ့ဒါကတော့ German Bundesliga Club Dortmund သင်းကသူတို့ရဲ့ခံစစ်ပိုင်းအတွက် Arsenal ရဲ့ခံစစ်ကစားမှာ UK ရိန်းသားစင်ချက်ကိုကိုလာမဲ့ຫນွေစည်းကွက်မှာခိုးဖို့အတွက်ပြန်လည်စိတ်ဝင်စားလာပါတယ်ပြန်လည်စိတ်ဝင်စားလာတယ်လို့ပြောတာကကြံတဲ့ဆောင်းစည်းကွက်မှာတုန်းကတကြိမ်အာဆင်နေနဲ့ချိတ်ဆက်ဆွေးနွေးမှုလုပ်ခဲ့ဘူးတာပေါ့လေအဲ့ဒီတုန်းကသူတို့တသိန်းတော့မဟုတ်ဘူးဖီနာပါကြီးဂလာဒါစီအတလက်တီကိုမက်ထရစ်ကနောက်ပြီးတော့ဒီဒေါ်မွန်အသင်းရဲ့ဗောလေဒီအသင်းတွေကချိတ်ဆက်ပြီးဒီကစားမောက်တော်တော်လေးစိတ်ဝင်စားခဲ့ဒါပေမဲ့ယာတီကုံမှာထွက်မဲ့တီယာနေအခြေအနေရဲ့ခီဘီယောရဲ့အခြေအနေရဲ့နောက်တစ်ချက်ကအဲ့ဒီဘယ်ဘယ်ချက်မှာ ကာလာဖီယိုရီရဲ့ကြောက်ရွံ့မှုအခြေအနေကြောင့်ဒီကစားသမားကိုကြံခဲ့တဲ့စောင်းစည်းကွက်မှာတော့အာဆင်နယ်ဆက်ပြီးထိန်းခဲ့တာ။ဒါပေမဲ့ຫນွေစည်းကွက်မှာတော့တရသေးရောင်းမယ်လို့တော့ပြောထားတာတော့မရှိသေးဘူး။ဒါပေမဲ့အသေးအနေနဲ့မမောလောက်ဖွဲ့ရကံလက်မှုတစုံတရာရှိရင်အနည်းဆုံးပေါင်တန်20လောက်ရလို့ရှိရင်တော့ဇင်းချက်ကိုလလွတ်တော်ဖွဲ့ရှိရဆိုပြီးတော့ပေါင်တန်အာဆင်နယ်ကဖော်ပြထားပါတယ်။28နှစ်ရွယ်ယူကရိန်းသားတော့2026ခုနှစ်တည်းတက်တန်းရှိသေးတယ်။ဒီယာတီပွဲပေါင်း20မှာ ခုနှစ်ပွဲပဲပွက်ထထားတယ်တကိုးသွင်းတကိုးဖန်တီထားတယ်ရှေ့ရရာသီမှာတော့36ပွဲကစားထားတယ်အဲ့တော့တကိုးသွင်းပြီးတော့နှလုံးဖန်တီထားတယ်ဗောလေမနစ်ခတ်တဲ့ဆိုင်တော့ပွဲကစားအခွင့်အများကြီးရော့ကြွားတာဒါကလည်းလူးဝစ်ကယ်လီရဲ့တောက်ပလာတဲ့ခြေစွမ်းကြောင့်လည်းပါတယ်ပြီးတော့ကာလာဖီယိုရီရောက်လာခြင်းနဲ့အတူရွေးချယ်စရာ option တွေအများကြီးတယ်မှာဆရာသမားက ပွဲထုတ်ခွင့်တနေရာပျောက်သွားခဲ့တာဗောလေအဲ့တော့သူ့ရဲ့တပတ်ပေါင်တသိန်းခွဲဆိုတဲ့ပမာဏလည်းအာဆင်နယ်မှာဒါလောက်ခရစအမြင့်မဆုံး၁၀ယောက်ထဲမှာပါလို့ပြောလို့ရတယ်အဲ့တော့ယူရို35တန်းနဲ့ရောက်လာခဲ့တဲ့ဒီ CD ကစားမဟုတ်တော့အာဆင်နိုပြန်အောင်မယ်ဆိုရင်တော့အရင်ဈေးလောက်နေပါရလို့ရှိရင်ပြန်ပြီးလွတ်လွတ်သွားဖို့ရှိတယ်အခုတော့အသက်28နှစ်လည်းရှိနေဖြစ်တဲ့အတွက်အဲ့ညမှာလည်းအခြားသုံးလို့ရတဲ့ Lewis Scaly ကိုလူငယ်လေးလည်းရှိလာခဲ့တာဖြစ်တဲ့အတွက်အာဆင်နယ်ကတော့ဒီစားမကိုလာဘဲနေရဒီမှာအယောင်စင်းတင်သွားနိုင်ရည်ရှိပါတယ်အဆုံးထိကြည့်ပြတဲ့လဲ ားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ